ကဲကျွန်တော်တို့ရင်ကုန်ပြောရှင်ဒါရဘီရင်ကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးကတော့ပြန်လည်ဖြည့်ကြားလမ်းညွှန်ဟောကြားပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အပတ်စဉ်ကြည့်ရှုအားပေးနေတဲ့မိတ်ဆွေတွေကတော့တည်ပြီးသားဖြစ်ပါတယ်မတိသေးတဲ့မိတ်ဆွေတွေအတွက်အထူးအဖြစ်ရှင်းပြတာပါအဲ့တော့ကျွန်တော်တို့မိမိရဲ့ဖုန်းလေးနဲ့ဗီဒီယိုလှမ်းမေးလို့ရတယ်ဟာလာကွန်မန့်တွေမှတ်ပြီးဗီဒီယိုမေးထားတယ်အဲအဲ့ဒါလေးကိုကျွန်တော်တို့ ခုမိရတဲ့ comment ပိုင်းရှင်အကောင့်ပိုင်းရှင်တွေကိုကျွန်တော်တို့လမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့မေတ္တာစေတနာနဲ့အခမဲ့ကျွန်တော်တို့လမ်းညွှန်ဟောကြားပေးနေတာပါအဲ့တော့အပတ်စဉ်တိုင်းဟောကြားပေးနေပါတယ်အဲ့တော့အခုမိရတဲ့အကောင့်ပိုင်းရှင်ကတော့ဘာလဲဆိုတော့ပိုးချင်းချင်းနဲ့အဲစီပွားရေးအတွက်ရေရရလေးပေးပါဆရာတဲ့ပိုးချင်းချင်းဆိုတဲ့အကောင့်ပိုင်းရှင်ကအဲ့လိုမိရပါတယ်အဲ့တော့စီပွားရေးအတွက်ကျွန်တော်တို့ရေရရလေးကဘာလုပ်ရမလဲဆိုတော့အိမ်ဖျားမှာ နော်အိမ်ဖျားမှာဖြစ်စီဇီရီတဆူမှာဖြစ်စီဘာကောင်းလဲဆိုရင်နှုတ်စွန်းကပ်ပါမနှက်စောလီကောင်းလီကပ်ပါဥမာမနှက်၄နာရီကပ်မယ်၃နာရီကပ်မယ်၂နာရီကပ်မယ်အကတ်လို့ရပါတယ်နော်၅နာရီကပ်မယ်၆နာရီကပ်မယ်ကတ်လို့ရတယ်စောလီကောင်းလီပဲစောစောလီဟာလားပကံနဲ့ဇွန်းနဲ့ဟာလားတေချာလီမိမိကိုယ်ပဲယုံကြည်ရဖျားရှင်ပေါ့နော်အိမ်ဖျားမှာကပ်ပါပြီးတော့ရက်ဖြူရောင်လေးလက်လူပါရက်ဖြူရောင်လေးချောင်းလူပါနော် ြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုရင်အဲ့ဒီလိုနှုတ်ဆုံးကတ်တဲ့နေ့မှာပန်းရှင်မျိုးကိုလည်းလှူပေးရမှာဖြစ်ပါတယ်ဥပမာပေါ့ပန်းရှင်မျိုးအပွင့်ပန်းတွေဖြစ်တဲ့ဟဲ့လားရွှေပန်းငွေပန်းအာနှင်းစီပန်းဟဲ့လားအဂန်းတော်ပန်းမီမျိုးပန်းဓာဏဝါပန်းအစသဖြင့်ပေါ့ပန်းရှင်မျိုးလှူရမယ်အဲ့တော့တပွင့်စီတပွင့်စီတပွင့်စီဆိုရင်ရတယ်အဲ့တော့ပန်းရှင်မျိုးကတ်မယ်ရက်ဖြူလေးချောင်းလှူမယ်ပြီးတော့ရင်ဆွမ်းနာပင်ကိုနှုတ်ဆုံးကတ်မယ် အဲ့တော့ဘယ်နေ့ဘယ်ရက်ရေမဟုတ်ဘူးအချိန်ကတော့စောလီကောင်းလေအဲ့လိုမျိုးလှုပ်ပြီးတော့ကိုတေချာဆူတောင်းအဋ္ဌထံမှာအဲ့ကိုလုံနေတဲ့စီဝါရေးပြန်လဲပြီးတိုးတက်ကောင်းမွန်လာနိုင်ပါတယ်အဲ့တော့နောက်ကောင်းမညတူကတော့ဗာမီးသားလဲဆိုရင်ဂျူလီယာမိုးတဲ့ကျမရေးအခြေအနေသိကြပါတယ်ဆရာတဲ့နော်အဲ့တော့အကောင့်မှရင်ဂျူလီယာမိုးအတွက်လမ်းညွှန်ဟောကြားပြီးသွားမှာပါကဲ အကောင့်မှန်ရှင်ဂျူရီယာမိုးအနေနဲ့ကတော့ဟလာပြီးခဲ့တဲ့အတိတ်ကာလအခြေအနေမှာကျမကြီးမကောင်းဘူးဆိုရင်တော့မှဒီဗီဒီယိုမှာမြင်တာနဲ့အနာဂတ်ကာလမှာတော့ကျမကြီးပြန်လဲထူထောင်ကောင်းမွန်လာမယ်ကျမကြီးနဲ့ပတ်သက်အဆောက်အအုံအထောက်အပံ့ဆိုတာမျိုးလဲရနိုင်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကျမကြီးကံကောင်းမယ်အနာဂတ်မှာเนาะကျမကြီးကံကောင်းမှလည်းမယ်မဆိုးရင်မှနဲ့အဲ့တော့ကျမကြီးနဲ့ပတ်သက်လို့အခုကြီးအထောက်ပံ့ကောင်းနေလဲပံ့ပိုးမှုတွေလဲရပါလိမ့်မယ် เนาะจ๊ะมาอีก้าวล่ะบ่าวอีเนาะအဲ့တော့နောက်အကောင့်ပိုင်ရှင်တူကနှလုံးလပိုင်ရှင်မိဘမြတ်တာဆိုတဲ့အကောင့်ပိုင်ရှင်ပြပါလေသမီးမလည်းတဲ့အလုံးမှာဂောအခန်းထဲမှာဂောလိုက်တိုက်ခိုက်နေလို့ပါဘယ်လိုလုပ်ရမလဲဆရာတဲ့ဖြည့်ပေးပါဦးเนาะတဲ့အဲ့တော့အကောင့်ပိုင်ရှင်နှလုံးလပိုင်ရှင်မိဘမြတ်တာဆိုတဲ့အကောင့်ပိုင်ရှင်ကျွန်တော်တို့ဖြည့်သွားမှာပါအတိုက်ခံများတယ်ဟုတ်ပြီကျွန်တော်တို့မိမိရဲ့ အင်ကြီးအိတ်ကတ်မှာတော့၎င်းပတ်ဆန်အိမ်မှာတော့၎င်းเนาะသူရဲကောင်းစစ်သူကြီးတွေရဲ့ပုံဆောင်ထားရမှာဖြစ်ပါတယ်ဥပမာပေါ့အလောင်းမင်းတရားကြီးဥကောင်းစီရရဲ့ပုံတို့ကြံစစ်သားရဲ့ပုံတို့အဲသို့မဟုတ်ဂျပန်ဆာမူရိုင်းဓားကင်ထားတဲ့ပုံတို့အဲ့လိုပုံမျိုးအွန်လိုင်းကနေရိုက်ရှာလိုက်ပါပြီးရင်ကပ်ပြားလေးပေါ့မှတ်ပုံနေလို့ကပ်ပြားလေးလုတ်ပြီးတော့ print ထုတ်ပြီးတော့စောင်းထားပါအဲ့ဒီပုံလေးကိုမကြမကြရေမွေးစုပြန်ပေးပါနောက်တစ်ခုကဝိဇ္ဇာကြီးအဘဘူးမင်းကောင်ကို ရည်ရည်မှတ်ပြီးတော့အိမ်ဖျားမှလုံးလို့ရတယ်နီးစက်ရဇီဒီပထိုးတွေမှာသွားပြီးတော့အဝိဇ္ဇာတစောင်းတွေမှာသွားလုံးလို့ရတယ်ဝိဇ္ဇာကြီးဘာဘုံမင်းကောင်ဘာလှူရမလဲတိုက်ပုံလှူပါနော်ကျွေးပကံများတဲ့ဟိုကျွေးပကံများထမင်းစားတဲ့ကျွေးပကံများတစ်ချက်ထဲမှာတိုက်ပုံထည့်ပါထည့်ပြီးတော့လှူပါအတိုက်ခံနေပုံလဲကြပါစေအတိုက်ခံနေကိုကောင်းစွာအောင်နိုင်ပါစေဆိုပြီးတော့ရည်ရည်မှတ်ပြီးတော့လှူပါဒါဆိုရင်တော့အဲ့ဒီတိုက်ခံအတိုက်ခိုက်အပြိုင်တွေကနေပြီးတော့ ဟုတ်လားကင်ဝေးလွတ်မြောက်လာပါလိမ့်မယ်အဆင်ပြေသွားပါလိမ့်မယ်ဗျเนาะအတိုက်ခံနေဘူးနိုင်ပါလိမ့်မယ်ဗျเนาะအိုက်တိုင်းလေးလှုပ်ပါเนาะတေချာအလေးနဲ့ထားပြီးလှုပ်ပါဘယ်နေဘယ်ရဘယ်ချင်းမဟုတ်ဘူးအဲ့ဒါတစ်ချိန်မကနှစ်ချိန်မကသုံးချိန်မကလည်းလှုပ်နိုင်ပါတယ်လှုပ်ချင်းဖြင့်အတိုက်ခံနေဘူးအနိုင်ရရှိစေပါလိမ့်မယ်စိတ်ချမ်းသာပါမယ်အဲ့เนาะကောင်းမယ်ကျတူကတော့ဖြူဖြူခစ်ဆန်တဲ့အလုံးမှာတဲ့အတိုက်အခံလူတွေနိုင်ကြပါတယ်တဲ့ ကြတာပရိပါတဲ့နော်နော်အလုတ်ထဲမှာအတိုက်ခံနေများတယ်နော်အဲ့ဒါကိုနိုင်ကျင်တယ်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးရပါတယ်အဲ့ဒါဘာလုပ်မလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟုတ်လားဆိုလို့ရှိရင် ဝိဇ္ဇာတွေပေါ့နော်ဝိဇ္ဇာကြီးအဘဘုံမင်းကောင်အပါဝင်ဝိဇ္ဇာပေါင်းကိုရည်ရည်ရည်မှတ်ပြီးတော့တောက်တော်ကြီးတစ်ခွက်အမွှေးတန်အဲတောက်တော်ကြီးတစ်ခွက်ဖျောင်းတန်တတိုင်းရက်တစ်ချောင်းနော်ပြီးွားရင်တတိတလုံးမှာပေါ့ငပြောသီးပေါ့နော်ဒါမှမဟုတ်ဇပြစ်သီးပေါ့လိန်မော်သီးပေါ့ပန်းသီးပေါ့အဲအဲ့လိုတလုံးလှူပါဘယ်နေ့ပဲဘယ်ချိန်ရယ်မရှိပါဘူးဒီဗီဒီယိုဖိုင်မြင်လာနဲ့လှူလို့ရပါတယ်အဲ့လိုလှူပြီးတော့တေချာလေးဆူတောင်းဒိတ်ထံပါနောက်တစ်ခုပါလဲနိစ္စရဖုန်ကြီးចောင်းမှာဟဲ့လား ခေါင်းပေါ့နော်ကိုဥစားပေါ့တင်ကန်းစီလို့ရှိရင်ချုပ်ပေါ့နော်ခေါင်းရိတ်တဲ့ဓာတ်အဲအဲ့လိုဟာမျိုးလှူလို့ရတယ်ဒါမှမဟုတ်ကြက်သွန်လှီးတဲ့ဓာတ်ဆိုတာမျိုးလှူလို့ရပါတယ်ဒီစားဘုန်းကြီးကြောင်းပါနော်အဲအဲ့တော့အဲအဘဆွမ်းနာလို့အဘဝုံးမင်းကမှဝိဇာကြီးကိုလည်းဆွမ်းနာပြောတဲ့အတိုင်းလှူမယ်အဲ့ဒါခေါင်းရိတ်တဲ့ဟာလားဓာတ်သုံးမလဲကြက်သွန်လှီးတဲ့ဓာတ်ဘုန်းကြီးကြောင်းမှသွားပြီးလှူမယ်အဲလှူမယ်ဆိုရင်အဲ့လှုပ်ထဲမှာရှိတဲ့အဲ့တိုက်ခံတွေကိုကောင်းစွာနော်အနိုင်ရစီပါတယ်နှိမ်နှင်းနိုင်စီပါတယ်တေချာလှူပြီးတေချာတော့ဆူတောင်းမှုလိုပါတယ်ဗျာ ကနောကောင်းပိုင်ရှင်တူကတော့အောင်ကောင်းခံစိတ်မပျော်လို့ပါဆရာတဲ့အဲ့တော့ကကိုတော့ပေါ့စိတ်ချမ်းသာအောင်အေးချမ်းအောင်အဲဆိုလို့ရှိရင်ဟာမိမိကိုယ်ကိုယ်ယုံကြည်ရဖျားရှင်မှာဟာတောက်တော်ကြီးနော်တောက်တော်ကြီးအဲမနက်တစ်ချိန်ညတစ်ချိန်ကပ်ပါပြီးတော့ငပြောသည်မှဲ့မဲ့ပေါ့နော်ငပြောသည်အမဲ့အဲဖျားဟုကပ်ပါလှူပါကိုယ်တငယ်ချင်းအပေါင်းအသင်းတွေကိုလည်းကျွေးလို့ရပါတယ်ငပြောသည်မှဲ့မဲ့နော်အဖီချမ်း သို့မဟုတ်တီးမှုပေါ့နော်အဲဒါမျိုးလေးတွေဒါနာပြုပြီးလှူမယ်လှုပ်မယ်ဆိုရင်ကိုယ့်အတွက်စိတ်ပျော်ရွှင်လန်းဆန်းစီပါတယ်နော်အခုပြောတဲ့အရင်လှုပ်ပါအဲ့တော့ပြန်လဲဖြေကြလမ်းညဟောကြားပေးတာနဲ့ပတ်သက်ပြီးတူးတယောက်ချင်းစီတိုင်းဟဟလာနားလဲလွယ်မယ်ဟဟလာအားရကျေနပ်မယ်လို့ယုံကြည်မိပါတယ်နောက်ဗီဒီယိုဖိုင်ဒီမှာလဲကျွန်တော်တို့ပြန်ဆောင်ခြင်းပါသေးတယ်ဗျအဲ့တော့မသိသေးတဲ့မိတ်ဆွေများဗီဒီယိုမေးလို့ရအောင်လဲเนาะကျွန်တော်တို့လမ်းညွန်ပြောပြပေးပါအားလုံးပဲ နှလုံးစိတ်ဝမ်းအေးချမ်းပြီးပျော်ရွှင်ကံကောင်းနိုင်ကြပါစေဗျာ